အားလုံးမင်္ဂလာပါ2004ခုနှစ်ကိုဘလွန်သမားရဲ့အထူးခြားဆုံးနှစ်လို့ခေါ်လို့ရှိပါတယ် ဘာလို့လဲဆိုရင်တော့ဘလုံးစကားမှာအထူးခြားဆုံးသောအရာတွေကိုများစွာဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ဘလုံးမှာအထူးခြားခြားဖြစ်စဉ်တွေကနှစ်ဆယ်နှစ်တန်းဖြစ်နေကြဆိုပေမဲ့2004ခုနှစ်မှာတော့အထူးခြားဖြစ်စဉ်များစွာကတပြိုင်တည်းဖြစ်ပေါ်ခဲ့တာပါ။ဒါကြောင့်2004ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အထူးခြားဆုံးသောဖြစ်စဉ်တွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။နံပါတ်1အနေနဲ့ကတော့ Greek Thin Euro Champion ဖြစ်သွားခဲ့တာပါ။2004ခုနှစ်မှာ Portuguese Thin Han Euro ပြိုင်ပွဲကိုအရှင်ဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။အစောပိုင်းပြိုင်ပွဲဟာပရတူဂီကနဝင်းဖီကိုအတွက် The Last Dance လို့ပြောလို့ရပြီးတော့ဟိုဆဲဘူအတွက်လည်းရေဗန်အစားဆုံးဖြစ် ်ခဲ့ပါတယ်။တစ်ဖက်မှာဂရိအသင်းဆိုတာကဥရောပမှာဖြစ်မြင်းဆင်တော်မရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။သူတို့ရဲ့နီးပြဖြစ်သူအော်တိုရိုဟေဂျေဆိုသူကဘလုံးသမိုင်းမှာအစမ်းကျယ်ဆုံးသောအရာနှစ်ခုကိုလုပ်ခဲ့ပူပါတယ်။တစ်ခုကတော့1998ရာသီမှာတန်တက်လာတဲ့ကိုင်ဇာစလော့တန်အသင်းကိုဘွန်ဒက်စလီကာချန်ပီယံဖြစ်အောင်စမ်းဆောင်ပြနိုင်ခဲ့တာပါ။နောက်တစ်ခုကတော့2004ခုနှစ်မှာဂရိကိုဖြစ်နိုင်တဲ့လုံးဝမရှိတဲ့အနေထားကနေယူရိုချန်ပီယံဆုယူပေးခဲ့တာဖြစ်ပါတယ်။ဂရိတင်ရယူရိုပြိုင်ပွဲတစ်လျှောက်လုံးမှာ433 451အစရှိတဲ့ကစားကွက်တွေကိုတုံပြီးတော့ခန်းစစ်ပဲထိုင်ကစားခဲ့တာ

ဖိုင်နယ်မှာလည်းအင်ရှင်ပေါ်တူဂီသင်းကိုတကူကိုမရှိနဲ့ပဲအနိုင်ရပြီးတော့ချက်မြန်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ချက်မြန်လီရသွားတဲ့ပေါ်တူအသင်းနဲ့ဖြစ်ပါတယ်။၂၀၀၄ချက်မြန်လီဖိုင်နယ်မှာမွန်တာဂိုနဲ့ပေါ်တူအသင်းတို့တွေ့ဆုံခဲ့ပါတယ်။ပေါ်တူအသင်းကိုမော်ရီညိုကနီးပြနေတဲ့အချိန်ဖြစ်ပြီးတော့မွန်တာဂိုအသင်းကိုတော့ဒက်ရှရန်ကနီးပြနေတာပါ။ရှုံးထွက်အဆင့်ဒီမှာမွန်နာဂိုအသင်းရဲ့ရီယယ်မက်ဒရစ်နဲ့ချယ်ဆီတို့ကိုကျော်ဖြတ်ခဲ့ပြီးတော့ပေါ်တိုအသင်းကတော့လီယွန်အသင်းနဲ့မန်ယူနိုက်တက်တို့ကိုကျော်ဖြတ်လာခဲ့ပါတယ်။ဒါပေမဲ့ပေါ်တိုအသင်းကပဲတပွဲလုံးမှာမွန်နာဂိုအသင်းကိုဘာမှမလုပ်နိုင်အောင်ကစားပြနိုင်ခဲ့ပြီးတော့၃ဂိုးပြတ်နဲ့အနိုင်ရရှိ के बारे में ီပွဲဟာမော်ရီညိုကိုချက်စီသင်းစီရောက်စေခဲ့တဲ့ပွဲလို့လည်းပြောလို့ရပါတယ်။ဒါရှရန်ကတော့လက်ရှိမှာပြင်သစ်လက်ရွေးစင်ကနဝင်နီးပြတူဖြစ်နေပါပြီ။နံပါတ်3အနေနဲ့ကတော့ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ဆီမန်ကြီးတူပဲဖြစ်ပါတယ်။ချန်ပီယံလိမှာညမာလီတို့ကိုရှုံးနိုင်ပြီးတော့ quarter final မှာပြုတ်ခဲ့ရပေမဲ့ Premier League မှာတော့ဘယ်အင်္ဂလန်ကလပ်မှမလုံနိုင်ခဲ့တဲ့ဆန်ငင်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။ Arsenal အသင်းဟာ Premier League Champions ကိုရှုံးပွဲမရှိပဲရယူနိုင်ခဲ့တာပါ။ဒါက Arsenal အသင်းအတွက်လက်ရှိချိန်ထိနောက်ဆုံးသောအမှတ်ပေး Champions ဖြစ်ခဲ့ပါတယ်။နံပါတ်4အနေနဲ့ကတော့ La Liga Champion ်ဖလန်စီယာပဲဖြစ်ပါတယ်။လာလီဂါအသင်းဆိုတာဟာလဝါနဲ့ဂုံကြီးတို့သာဆုံးမထားတဲ့လိဖြစ်ပါတယ်။ဂျာရဲမှာအတလက်တီကိုမက်ထရစ်ကချူချားချူချားပိုဆွဲတက်သေးတယ်ဆိုပေမဲ့ချန်ပီယံသစ်ဆိုတာထပ်ပေါ်ခဲ့တဲ့လိဖြစ်ပါတယ်။ဒါပေမဲ့2004ခုနှစ်မှာတော့ရာဖေးဘန်နီတက်စ်ရဲ့ဗလန်စီယာအသင်းကဖရန်ရိုက်ကရဲ့ဘာစီလိုနာအသင်းကိုငါးမှတ်ဖြတ်ပြီးတော့လာလီဂါမှာချန်ပီယံဖြစ်သွားခဲ့ပါတယ်။ဒါလည်းမကသေးပဲနဲ့ဒရော့ဘာဦးဆောင်တဲ့မာဆေးအသင်းကိုလည်းယူရိုပါလိဖိုင်နယ်မှာအနိုင်ယူပြီးတော့ချန်ပီယံထပ်ဖြတ်သွားခဲ့ပါတယ်။ဒါပဲဘန်နီတက်စ်ကိုဘကိုးအသင်းစီရောက်စေခဲ့တယ်လို့ပြောလို့ရပါတယ်။နံပါတ်9အနေနဲ့ကတော့ ော့ Bundesliga Champion Water Bremen အသင်းပဲဖြစ်ပါတယ်။ Bundesliga အောက်အသင်းဖြစ်တဲ့ Water Bremen အသင်းကလည်း Champion ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့2024ခုနှစ်က Xabi Alonso ရဲ့ Leverkusen အသင်းလိုပဲ Bundesliga Champion ဆုဖို့ရော Poker Plus ကိုပါအရှိန်ပြနိုင်ခဲ့ပါတယ်။အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။